မင်္ဂလာပါရှင်တအောင်အမျိုးသားလူမျိုးရေးတက်မတော် TNL ထိမ့်ချုပ်ထားတဲ့မိုင်းငော့မြို့တာလုံရက်ကွက်မှာရှိတဲ့စာတင်ကျောင်းအနီးဝန်းကျင်ကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကမလ12ရက်ညပိုင်း9နာရီခွဲဝန်းကျင်မှာ Jet Fighter နဲ့စင်းတဲ့တာလုံရက်ကွက်ကစာတင်ကြောင်းအနီးဝန်းကျင်ကိုဘုံလီလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်လို့ဒေသခံထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။ မေလအကုံအထိအပြည့်ခက်ရစဲထားတယ်လို့စစ်ကောင်စီကကြေညာထားပေမဲ့နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေကိုတိုးမြင့်ဆောင်ရွက်လာနေပါတယ်။မေလ7ရက်တရက်ထဲမှာပဲသခိုင်းတိုင်းအတွင်းမှာရှိတဲ့ဒီပယ်ရင်6ဦးအင်းတော်ဒေသတွေတဲကကျွေးရွာတွေကိုစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက်9နှစ်နဲ့15နှစ်ဝန်းကျင်ကြားចောင်းနှစ်အရွယ်ကလေးငယ်တွေအပါအဝင်အပြည့်မဲ့သူ26ဦးကျော်သေဆုံးခဲ့ရပါတယ်။ မနေ့ကတရက်ထဲမှာပဲစစ်ကောင်စီလေတက်ဟာသခိုင်းတိုင်းအင်းတော်ဒီပဲရင်နဲ့ရှမ်းမြောက်မှာရှိတဲ့စာတေချောင်းတွေကို၃နေရာထပ်မံပြင့်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 2014သကောင်စီးရင်ရလူဦးရေ1800ကျော်ရှိတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲမြို့နယ်တွေကမိုင်းငေါမြို့ကိုတအောင်မြို့သားလူမျိုးရေးတက်မတော် TNL က2023ခုနှစ်ဒီဇင်ဘာ31ရက်ညပိုင်းမှာအပြည့်အသက်တိတ်ပိုက်နိုင်ခဲ့ပါတယ်။2023ခုနှစ်ဒီဇင်ဘာလတရက်ထဲမှာပဲ TNL ကမိုင်းလုံးနတ်ဆန်နတ်ခမ်းမန်တုံနမတူနဲ့မိုင်းငေါမျိုးတွေကိုတင်ပိုက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ28နဲ့29ရက်တွေမှာတော့စစ်ကောင်စီနဲ့ထ ian န်လေးတို့တရုတ်နိုင်ငံကူမင်မြို့မှာတွေ့ဆုံခဲ့ကြပြီးထ ian န်လေးတိမ့်ပိုက်ထားတဲ့မိုးကုံနောင်ချိုကြောက်မဲတိဘောနဲ့မုံမုံမြို့နယ်တွေမှာရှိတဲ့ထ ian န်လေးတပ်ဖွဲ့ဝင်တွေအားလုံးဆုတ်ခွာပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဂျားဝင်ညင်းနိုင်မှုနဲ့ TNL နဲ့စစ်ကောင်စီတို့ကုမင်မျိုးမှာတွစ်ဆုံခဲ့ကြပြီး TNL တိမ့်ပိုက်ထားတဲ့နယ်မြေတွေပြန်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပေမဲ့သဘောတူညီမှုမရခဲ့ပဲလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်။မနေ့ကညပိုင်းတရက်ထဲမှာပဲ TNL ထိမ့်ချုပ်ထားတဲ့နယ်မြေတွေကမိုင်းငေါနဲ့မန်တုံနေနေရာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ရှင်။